အားလုံးပဲမင်္ဂလာပါ FU question ကနေပြီးတော့ကြိုဆိုလိုက်ပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 59ဖြစ်ပါတယ် in IT service management which of the following is a program management activity that is performed proactively in IT service management ဆိုတော့ IT နဲ့ပတ်သက်ပြီးတော့ဝန်ဆောင်မှုပေးတဲ့စီမံခွန့်ခွဲမှုအောက်မှာ uh, which of the following is a problem management activity that is performed proactively ဆိုတော့ဒီတူတင်ကွယ်မှုအဖြစ်နဲ့ပေါ့နော်ဒီ perform လုပ်တယ်လှုပ်ဆောင်တာကဒီ problem management activity လုပ်နေဒီအဲတူတင်ကွယ်မှုအဖြစ်ဆောင်ရွက်တဲ့ဒီပြဿနာတွေကိုစီမံခန့်ခွဲမှုအနေနဲ့လှုပ်ဆောင်တာဒီအောက်မှာပေးထားတဲ့ APC တွေထဲမှာဘယ်ဥစ္စာဖြစ်မလဲဆိုပြီးတော့မေးထားပါတယ် နံပါတ် A ကကြတော့ analyzing the occurrence trend of incident and proposing measure that prevent an incident from occurring in the future ဒီဖြစ်ပွားမှုလမ်းကြောင်းတွေကိုမှ analyze လုပ်မယ်ပြီးလို့ရှိရင်နောက်မှာပေါ့နော် future မှာဖြစ်ပွားတာကိုကာကွယ်ဖို့ရအတွက်နည်းလမ်းတွေကို proposing လောက်အတင်ပြမယ်တဲ့နံပါတ် B ကကြတော့ classifying problem that have been detected and recorded and setting the response priority တဲ့ဒီတွေ့ရှိထားပြီးွားပြီးပေါ့နော် detected လောက်ပြီးွားပြီးပြီးလို့ရှိရင် recorded လောက်ထားမယ်မှတ်တမ်းတင်ထားတဲ့ပြဿနာတွေပုံမှာ classifying လုပ်မယ်ခွဲခြားသတ်မှတ်ပြီးတော့မှာ setting the response priority အရေးကြီးတဲ့ response တုံ့ပြန်မှုတွေကိုအရေးကြီးတဲ့အနေထားနဲ့ပေါ့နော်ဘယ်ဥစ္စာတော့အရေးကြီးတယ်ဘယ်ဥစ္စာတော့အရေးမကြီးဘူးဆိုပြီးတော့မှာ တက်မှတ်ထားမှာတဲ့နံပါတ်စီကကြတော့ evaluating the effectiveness of the solution to a critical problem ဒီအရေးကြီးတဲ့ပေါ့နော် ပြဿနာတစ်ခုကိုမှဖြေရှင်းပြီးတော့မှနော်အကျိုးသက်ရောက်မှုကိုပြန်ပြီးဆစ်စေရအဲ့တော့ပြဿနာတစ်ခုတလာတဲ့အဲ့ဒီပြဖြစ်လာတဲ့ပြဿနာကိုမှဖြေရှင်းပြီးွားပြီးအဲ့ဖြေရှင်းပြီးတဲ့အချိန်မှမှအကျိုးသက်ရောက်မှုကိုအမြဲတမ်း evaluating ပြန်ပြန်ပြီးတော့လုပ်မယ်တဲ့ နော်ပြန်ပြီးတော့စစ်ဆေးမယ်တဲ့နံပါတ်ဒီကကြတော့ monitoring whether an incident occur against or not for a certain period of time after the problem is solved ပြဿနာကိုဖြေရှင်းပြီးတဲ့နောက်မှာမှဒီ certain period ဆိုတော့ဒီကာလတစ်ခုကိုတတ်မှတ်လိုက်မယ်ပေါ့အဲ့ကတတ်မှတ်လိုက်တဲ့ကာလအတွင်းမှာပဲဖြစ်ပွားမှုထပ်ပြီးတော့ရှိလားမရှိဘူးလားဆိုတဲ့အစားကိုစောင့်ကြည့်မယ် monitoring လုပ်မယ်တဲ့ တော့မိကုံးကမေးထားတာကကြတော့ perform proactively ဆိုတဲ့အတွက်ကြောင့်မလို့ကြိုပြီးတော့မှကြိုတင်ကာကွယ်မှုဖြစ်ဆောင်ရွက်ရမှာဆိုပြီးတော့မိထားတယ်။ဒါပေမဲ့အဲ့မှာဆိုလို့ရှိရင်အာနမက်ဧကကြတော့မဖြစ်ပွားခင်မှာတော့ငါတို့ကပြန်ပြီးတော့မှဖြစ်ပွားမှုလမ်းကြောင်းဖြစ်ပွားနိုင်တဲ့လမ်းကြောင်းတွေကိုခွဲခြမ်းစိုက်ဖျားပြီးတော့မှနောက်မှမဖြစ်အောင်လို့ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတဲ့ဒီလမ်းတွေကို သူက proposing လောက်မှာတင်ပြมาတဲ့เนาะဒါမဖြစ်သေးဘူးနမအေးကနမအေးကတော့ဖြစ်လာတဲ့တွေးရှိပြီးတဲ့မှတ်တမ်းတင်ထားတဲ့ပြဿနာလေအဲ့တော့ပြဿနာကဖြစ်ပြီးွားပြီဆိုတဲ့အတွက်ကြောင့်မလို့နမ B ကကြောလေသူကဖြစ်ပြီးသွားတာ proactive မဟုတ်ဘူးเนาะ proactive မဟုတ်အဲ့တော့ကြောင့်မလို့နမ B ကမဖြစ်နိုင်ဘူးเนาะနမ C ကကြောတော့လေဒီအရေးကြီးတဲ့ပြဿနာတစ်ခုကိုဖြေရှင်းပြီးတော့အဲ့ဒီကနေပြီးတော့မှအကျိုးသက်ရောက်မှုတွေကိုပြန်စစ်ဆေးရဖြစ်တဲ့အတွက်ကြောင့်မလို့ B C ကဆိုလဲသူကဖြစ်ပြီးသွားတဲ့ပြဿနာเนาะ ကျူတင်ကွယ်တဲ့ဥစ္စာမဟုတ်ဘူး။နံပါတ်၄ကကျတော့လေဒီပြဿနာတစ်ခုဖြစ်လာပြီဖြစ်လာတဲ့ပြဿနာကတော့ဖြည့်ရှင်းလိုက်ပြီဖြည့်ရှင်းလိုက်ပြီတဲ့အချိန်မှာမှသူကာလာတစ်ခုတတ်မှတ်လိုက်မယ်။အဲ့ဒီတတ်မှတ်လိုက်တဲ့ကာလာတူမှာပြန်ဖြစ်လာမဖြစ်ဘူးလားဆိုတော့စောင့်ကြည့်မှာလို့ပြောတဲ့အကြောင်းမှာနံပါတ်၄ဆိုလို့ရှင်တဲ့သူကဖြစ်ပြီးသွားပြီ။အဲ့တော့ကြောင့်လို့ BOC ရောဒီရောမဟုတ်ဘူး။အဲ့တော့ကြောင့်မလို့ proactively ဆိုတာကကြောက်တော့မဖြစ်ဖွားခင်မှာပဲစောင့်ကြည့်မှာလို့ဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်59အတွက်ဖြေမှန်လေးကတော့နံပါတ် A ဖြစ်တယ်။ Analyzing the occurrence trend of incident and proposing measure that prevent an incident from occurring in the future ဆိုတဲ့ဟာတွေကအဖြစ်မှန်လေးဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်။